ဆီရိုရီဒီဗီလန်စမှာဆိုလို့ရှိရင်ကိန်းရှင်နှစ်ခုပါတော့တထန်းကြီးများချင်းများဤဂရက်အကြောင်းကိုဆီရိုရီလေးလာကြည့်အောင်ဆီရိုရီဂရက်ဆွဲမယ်ဂရက်ဆွဲတဲ့အခါမှာကိန်းရှင်သည်ရှေးပရီယိုလန်စင်မှာတော့ကလို့ကိန်းရှင်တစ်ခုတည်းမဟုတ်ဘူးနှစ်ခုလာမယ်နှစ်ခုလာမယ်ဆိုတော့ကျတော့ x d y နေလာမယ်ပေါ့နော်ကိန်းရှင်နှစ်ခုပါပြီးတော့ကြတော့အထက်ကညီမချင်းတီတထက်ညီမချင်းဖြစ်ပါတယ် ကင်းရှင်တစ်ခုပါတော့တစ်ထက်ညီမချင်းတွေရဲ့ကြက်ကိုဆွဲတဲ့အခါဘယ်လိုမျိုးဆွဲမလဲဒါကိုသိအောင်ဆရာတို့တွေဒီသင်္ကန်းစာကိုလေ့လာကြည့်မှဖြစ်ပါတယ်။ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်ဥပမာတစ်ပေးထားတဲ့ပုံစံလေးကိုကြည့်အောင်။ဘယ်လိုပြောသလဲဆိုတော့ညီမချင်း 2s + y = 4a ကြက်ကိုဆွဲပါတဲ့။ဒီညီမချင်းကိုကြည့်တဲ့အခါမှာဒါဒီတစ်ထက်ညီမချင်းဖြစ်တယ်။ Now x dy နေပါတယ်ကင်းရှင် နှစ်မျိုးပါတယ်။ ဒါကြောင့်ကင်းရှင်နှစ်ခုပါတော့တထက်ညီမြချင်း သူ့ကိုဆရာတို့တွေကရက်ဆွဲမယ်ကရက်ဆွဲတဲ့အခါမှာဒီခါမှာဆရာတို့တွေက x day y နေနှစ်မျိုးပါလာတဲ့အတွက်ဆရာတို့တွေကတီဘယ်လေးဆွဲမယ်ဇီယာလေးဆွဲမယ်ဇီယာလေးဆွဲမယ်ဆိုတော့ကဆရာတို့တွေက x ရယ်ပြီးတော့ကြတော့ y ရယ်ပေါ့ဆိုလိုချင်တာကဆရာတို့တွေကဒီ x မှာဆိုလို့ရှိရင် x ရဲ့ coordinate ကဘလောက်ဆိုရင် y ကဘလောက် x ကဘလောက်ဆိုရင် y ကဘလောက် x ကဘလောက်ဆိုရင် y ကဘလောက် x နဲ့ y နဲ့စုံတဲ့နေရာမှာတမတ်ချ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 အဲ့ဒီချလိုက်တဲ့အခါဒီမှာဆရာက၄ခွက်ဆွဲထားတဲ့အတွက်၄မှတ်ရလိမ့်မယ်အဲ့ဒီ၄မှတ်ကိုဆက်လိုက်တဲ့အခါမှာကရက်တစ်ခုရလာမှာပေါ့နော်ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်ဆရာက x နေရာမှာဆရာကတန်ဖိုးလေးတစ်ခု ဇေယအစားသွင်းကြည့်လိုက်မယ်ဆိုကြပါစို့ minus 1 minus 1အစားသွင်းလိုက်မယ်ဆိုရင်ဟောဒီ x နေရာမှာ minus 1ရောက်လာမယ်2နဲ့မြောက်လိုက်တော့ minus 2ဒီဘက်ကိုလာမယ်ဆိုလို့ရှိရင် plus 2ဖောနဲ့ပေါင်းလိုက်တော့6ဖြစ်သွားမယ်နော်ဟုတ်ပြီဒါဆိုလို့ရှိရင်ဇေရိုတွေက y ရဲ့တန်ဖိုးဒီပါရလာမလဲဆိုတော့6လို့ရလာလိမ့်မယ်ဒါဆိုရင် minus 1 comma 6နေရာမှာတမတ်ချရမှာဒီသဘော အဲ့တော့ minus 1မှာမဟုတ်ဘူး minus 2ဆိုလို့ရှိရင်လည်းရတယ် minus 3အစားသွင်းရင်လည်းရတယ်0 1 2 3ချိန်တာအစားသွင်းလို့ရတယ်ဒီမှာဆရာက minus 1အစားသွင်းပြီးတော့နောက်တစ်ခွက်မှာဆရာ0လို့အစားသွင်းကြည့်လိုက်မယ် x နေရာမှာ0ဆိုလို့ရှိရင်နှစ်နဲ့မြောက်ရင်နှစ်သုံးကြလီသုံးကြဒါဆိုရင် y တန်ဖိုးဒီဘလောက်ရမလဲ4ဆိုပြီးတော့ရမယ်0,4နေရာမှာတမတ်ချဟုတ်ပြီအဲ့ဒါဆိုရင်ဆီက x နေရာမှာ2လို့အစားသွင်းကြည့်မယ် ဒါဆိုရင်နှစ်နယ်လီလေးအဲ့ဒီလေးဒီဒီဘက်ကိုလာရင်ဘာလုပ်မလဲဆိုတော့ကြတော့နှုတ်ပြရမယ်လေရီယာလေးကိုနှုတ်ရင်3ကြ y တန်ဖို့ဒီ0 2.0နေရာမှာတမတ်ချနောက်တမတ်ကကြတော့ x ကို3လို့ထားကြည့်မယ်3လို့ထားကြည့်လိုက်တော့ကြတော့2 3 6အဲ့ဒီ6ဒီဒီဘက်ကိုလာရင် -7 အဲ့တော့4နဲ့နှုတ်လိုက်တဲ့အခါ -2 အဲ့တော့ y တန်ဖိုးဒီ -2 3ကောင်မှာ -2 ခုနကတော့ပြောခဲ့သလို -1.7 နေရာမှာတမတ်ချ0.4 2.03 -2 အဲ့တော့ zero တွေကဘာလို့မလဲဆိုတော့ကျတော့ရေပြင်းကြီးရင်းကြီးမြင်းလေးပေါ့နော် x ဝင်ရော y ဝင်ရောပါတယ်ရင်းကြီးမြင်းလေးဆွဲလိုက်မယ်ဆွဲလိုက်တဲ့အခါမှာဒီမှာက y coordinate ကဒီမှာဆိုရင်6အပေါင်း6ဆိုတော့အပေါ်ဘက်အပေါ်ဘက်မှာ6ထီတော့ပေါင်းဆွဲပေးရမယ်နော် x coordinate ကအကြီးဆုံးဒီ3အပေါင်းဆိုတော့ကျတော့လက်ရပါအဲ့တော့ဒီမှာဆိုရင်အနည်းဆုံးတော့ဒါ3 4 5 3လောက်တော့ပေါအောင်0တွေကဆွဲပြရမှာပေါ့နော်ဟုတ်ပြီဒီလိုဆွဲပြီးသွားပြီဆိုရင်အခုနန်နှုန်းကဒီ minor 1 comma 7နေရာမှာတမတ်ချတယ်တမတ်ချမယ်နော် x coordinate က minor 1ဆိုတော့လက်ဝဲဘက်မှာရှိမယ် minor 1 comma 7ဆိုတော့ဒီနေရာမှာတမတ်ချမယ်နောက်0 comma 4 ဲ့တော့ x က0 y က4ဆိုတော့0,4နေရာမှာတမချမယ်ပြီးရင်2,0နေရာမှာတမချမယ် 2.0နေရာမှာတမတ်ချနောက် 3.-2 3.-2 ဆိုတော့ x က3 y က -2 ဆိုတော့အောက်ကိုဆင်းပဲဒီနေရာမှာအဲ့ဒီလေးမှတ်ကိုစီရိုတွေဆက်လိုက်တဲ့အခါမှာဟောဒီအတိုင်းမြင်ပြောင်းလေးတစ်ချောင်းရလာတယ်အဲ့ဒီမြင်က 2x y 4e ကရက်ဖြစ်ပါတယ်ဟောဒီကောင်ရဲ့ကရက်ပါအဲ့ဒါသူဆွဲခိုင်းတာပဲနော်ဒါဆိုရင်စီရိုတွေအဖြေတက်မယ်ဟောဒီအမှတ်ကလေးလေးမှတ်ကို ဆက်ဆွဲလိုက်တာနော်အဲ့တော့အမှန်များကို ဆက်ဆွဲသောမြင်းပြောင်းသည် 2x y 4e ဖြစ်သည်ဒါပဲသူလိုချင်တာနော်ကဲဟုတ်ပြီဒါဆိုလို့ရှိရင်ဆရာတို့တွေဥပမာနှစ်ကလေးကိုဆက်ပြီးတော့ကြည့်ရအောင်။ညီမချင်း x 2y 3e ကရက်ကိုဆွဲပါတဲ့။ဟုတ်ပြီဒါဆိုရင်အခုနောက်တုန်းကလိုပဲဆရာတို့တွေက ဒီကိန်းရှင်နှစ်ခုပါတဲ့တထန်းကြီးများချင်းရဲ့ကရက်ကိုဆွဲဖို့ရအတွက်ကဇီယာကလေးတီဆောက်မယ်တေဘယ်လေးတီဆောက်မယ် x ရယ် y ရယ်ပေါ့ x coordinate ကဘလောက်ဖြစ်ရင် y ကဘလောက်အဲ့တော့ဘလောက်ဆိုရင်ဘလောက်ဘလောက်ဆိုရင်ဘလောက်တကွက်နှစ်ကွက်သုံးကွက်လေးကွက်ဒီမှာ၅ကွက်ချာထားတယ်အဲ့ဒါဆိုရင်၅မှတ်ရလိမ့်မယ်အဲ့ဒီ၅မှတ်ကိုဆက်လိုက်တဲ့အခါကရက်တစ်ခုရလာမှာပေါ့နော် ဟုတ်ပြီအဲ့ဒါဆိုရင်ဆရာက x တန်ဖိုးလေးတခုအစားသွင်းကြည့်မယ် -3 x က -3 ဆိုတော့ဒီဘက်ကိုလာရင် +3 ပေါင်းလိုက်တော့6 -2 ကဒီဘက်ကိုလာစားမယ်ဆိုလို့ရှိရင်7ဒီဘာဖြစ်သွားမလဲဆိုတော့ -3 ဆိုပြီးရမယ် -3 ကောင်မှာ -3 နေရာမှာတမတ်ချရမှာတကယ်လို့များ -3 မဟုတ်ဘဲနဲ့ x က -1 ဖြစ်မယ်ဆိုရင်တော့ -2 ထားရင်လည်းရတယ်နော် အဲ minus 1ဖြစ်မယ်ဆိုရင်ဒီဘက်ကလာရင် plus 1ပေါင်းလိုက်တော့ကျတော့ဘာဖြစ်မလဲ4ဖြစ်မယ် minus 2နဲ့စားမယ်ဆိုလို့ရှိရင်အဲ့တော့ minus 2ရမယ် now x coordinate က1လို့ထားမယ်ဆိုရင်တော့ဒီဘက်ကလာရင် minus 1ရှင်းလိုက်တော့ကျတော့2 minus 2နဲ့စားမယ်ဆိုလို့ရှိရင် minus 1လို့ရလာလိမ့်မယ်နောက်တစ်မျိုးထားကြည့်မယ်3 x နေရာမှာ3အစားသွင်းဒီဘက်ကလာရင် minus 3အဲ့တော့3 minus 3ဆိုတော့0 မိုင်းနဲ့2နဲ့လာစားလိုက်မယ်ဆိုရင်0ကိုစားရင်0ပဲ3ကောမှာ0နေရာမှာတမတ်ချနောက်ဆရာက x နေရာမှာ5လို့အစားသွင်းမယ်ဆိုရင်ဒီဘက်ကိုလာရင် -5 ချင်းလိုက်တော့ -2 နော်အဲ့တော့ -2 က -2 ကိုစားတဲ့အခါမှာ1ဆိုပြီးတော့ရမယ်-တည်းလည်းကြီးသွားမယ်ဒါဆိုရင်5ကောမှာ1နေရာမှာတမတ်ချတမတ်2မတ်3မတ်4မတ်5မတ် ဇီရိုတွေချလိုက်ရုံပဲအဲ့တော့ဇီရိုတွေက x ဝင်ရို y ဝင်ရို့ပုံမှာ၅မှတ်ချပြီးတော့ဆက်လိုက်တဲ့အခါ graph တခုရလာလိမ့်မယ် -3, -3 အဲ့ဒီနေရာမှာတမတ်ချမယ်ဆိုတော့ x ကလည်း -3 y ကလည်း -3 မို့လို့အောက်ကိုဆက် now -1, -2 တဲ့ x က -1 y က -2 တမတ်ချ pn1, -1 x က1ရောက်သွားပြီ y ကတော့ -1 ဒီနေရာမှာတမတ်ချက်3,0ဆိုတော့ x ကအပေါင်းဘက်အ y က0ဆိုတော့3,0ဒီနေရာနောက်5,1 y က1ဆိုတော့ဒီနေရာမှာเนาะအဲ့တော့အဲ့ဒီအမှတ်ကလေးတွေဆက်လိုက်တဲ့အခါမှာဟောဒီအတိုင်းမြင်းပြောင်းတစ်ချောင်းရလာလိမ့်မယ်အဲ့ဒါပါလဲဆိုတော့ကျတော့ x 2y 3ရဲ့ graph ဖြစ်ပါတယ်။ဒါကြောင့် horizontal တက်မယ်။ ဲ့တော့အဖြေတက်တဲ့အခါမှာအမှတ်၅မှတ်ကိုဆက်လိုက်တာဒါကြောင့်အမှတ်များကိုဆက်ဆွဲတော့မြင်းပြောင်းသည် x 2y 3e ကရက်ဖြစ်သည်ဒါပဲအစရူရီအခုနောင်က၄ကွက်ယူလိုက်တာဟောဒီမှာ1 3 4 5ကွက်ယူလိုက်တယ်နော်တကယ်တမ်းတော့ဟောဒီကိန်းရှင်တစ်ခုပါတော့တစ်ထက်ညီမြချင်းရဲ့ကရက်ကိုဆွဲဖို့ရကဆရာတို့တွေ2ကွက်လောက် ဆွဲပြီးတော့အဖြေရှာလိုက်ရင်ရပါတယ်။လေ့ကျင့်ခန်းလုပ်တဲ့အခါမှာနှစ်ကွက်ထဲဆွဲပြီးတော့အဖြေရှာလို့ရတယ်။ဘာကြောင့်လဲဆိုတော့ကိုဆရာရှင်းပြမယ်။အဲ့တော့ဒီမှာကြည့်လိုက်တဲ့အခါမှာရလာတဲ့ကရကအခုနောက်ကလည်းမြင်းပြောင်းအခုလည်းမြင်းပြောင်းပေါ့နော်။ဟုတ်ပြီအဲ့ဒါဆိုရင်ဥပမာတစ်နဲ့ဥပမာနှစ်ကိုကရက်ဆွဲလိုက်တဲ့အခါမှာဒီမှာလဲမြင်းပြောင်းဒီမှာလဲမြင်းပြောင်းအဲ့တော့မှတ်เสียရနှစ်ချက်ပေးမယ်ကိန်းရှင်နှစ်ခုပါတော့ တထန်ကြီးများချင်းတစ်ခုရဲ့ကြက်ကိုဆွဲတဲ့အခါမှာမြင်းဖြောင်းတစ်ချောင်းဖြစ်နေတာကိုတွေ့ရမယ်။နောက်တစ်ချက်ကပါလဲဆိုတော့အဲ့တော့မြင်းဖြောင်းဖြစ်နေပြီဆိုမှဒီနေရာမှာတမတ်ဒီနေရာမှာတမတ်ချကြည့်လိုက်ဆက်လိုက်တဲ့အခါမြင်းဖြောင်းတစ်ချောင်းရမှာပဲ။အဲ့တော့ဒီနေရာမှာတမတ်ဒီနေရာမှာတမတ်ဆက်လိုက်မယ်ဆိုရင်မြင်းဖြောင်းတစ်ချောင်းပဲ။အဲ့တော့နှစ်မတ်ရဖို့ဆိုရင်နှစ်ကွက်ကလေးအခုနန်းတော့ကအတိုင်းဇရာကွက်လေးနှစ်ကွက်ပဲချဖို့ရလိုတာ။ နော်ဒါကြောင့်တထန်းကြီးမြချင်းရဲ့ကရက်ကိုဆွဲရန်အဖြေနှစ်ခုရလျင်လုံလောက်သည်အဖြေနှစ်ခုရလျင်ဆိုတာကအခုနန်တော့ကဇေယျလေးမှာနှစ်ကွက်ပဲချနှစ်မက်ရမယ်အဲ့ဒီနှစ်မက်ကိုဆက်လိုက်ရင်ကရက်တစ်ခုမင်းပြောက်တစ်ချောင်းထွက်လာမှာပဲနော်ဆိုတော့ဒီတန်ငန်းစာကဂိန်းရှင်နှစ်ခုပါတဲ့တထန်းကြီးမြချင်းတွေရဲ့ကရက်ဆွဲပုံဆွေးနေကြောင်းကိုဇေယျလို့ရီလည်လာခဲ့ကြတာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်